မင်္ဂလာတရားတော်တဲ့စတင်ပြီးတော့နာယူခြင်းကြိုကြရအောင်ဒီမင်္ဂလာတုတ်တရားကိုပေးသပေါင်းတရကောင်းတို့အန္တရာယ်ကင်းဖို့မင်္ဂလာရှိဖို့ဆုပြီးတော့ရွတ်ဖတ်ပူဇော်ကြတဲ့ပေကြီး၁၇တုတ်ထဲမှာပထမဦးဆုံးပါလာတာကိုပေးသပေါင်းတရကောင်းတို့အားလုံးသိကြနော်ဘုရင်တို့ဘုန်းကြီးเจ้าမှာစနေပြီဆိုလို့ရှိရင်သင်္ဘုံကြီးဖတ်ပြီးပြီသင်္ဘုံကြီးကုံပြီးပြီဆိုရင်ဒီမင်္ဂလာတုတ်ကိုအရင်ကြက်မှတ်ကြရတယ် ဒါရှိသူတော်ကောင်းကြီးတွေကရှိစတော်ကြီးတွေကဒီမင်္ဂလာတုပ်ဟာဘလောက်အရေးပါတယ်ဆိုတာကိုပေါ်လွင်ထင်ရှားပြဖို့အတွက်ဒါကလေးဘဝစကလေးကစပြီးတော့ဒါနဲ့ပနဲ့ချလိုက်တာပေါ့ဘဝမှာဒါနဲ့အရင်ပနဲ့ချလိုက်နော်မင်္ဂလာတုပ်ဆိုအဲ့လောက်အရေးပါဒါကြောင့်ပြည့်တဲ့ပေါင်းသူတော်ကောင်းတို့ဒီမင်္ဂလာတုပ်ကိုများလောအဖြစ်ဟိုကြီးရွာတွေမှာနေကြဘူးတဲ့ဒကာကြီးဒကာမကြီးများဆိုရင်ရကြတာပဲများတယ်နော်မြို့မှာနေတဲ့ဒကာဓမ္မတွေကတော့နည်းနည်းလေးကြီးလာမှ လေ့လာကြရတာပေါ့နိ။နော်တော်ဘုန်းကြီးเจ้าမှာဆိုရင်တော့ဒါပထမဦးဆုံးစာဖတ်တတ်တဲ့အချိန်ကစပြီးဒီမင်္ဂလာတုတ်ကိုအရင်အရင်တို့ကျက်မှတ်ကြရတယ်ပေါ့။ဒါမင်္ဂလာတုတ်ကိုစပြီးတော့ကျက်ပြီးဆိုတော့ဘာတွေ့တုံဆိုတော့ယံမင်္ဂလံတော်ရသဟိစိန်နေတုသရိဝကာသုဒ္ဓနာနာတိကိစ္ဆန္တိအဲ့ဒါပေါင်းတော်တော်တို့ဒါလေးရတယ်မို့လား။အေးဦးဇင်းတို့ဒီကာတာလေးနှစ်ပုဒ်ကဒေရန်ကဖရာဟောမဟုတ်သေးဘူး။ ဒီမင်္ဂလာတုတ်ဟာဘလောက်ကောင်းပါတယ်ဆိုတာလေးကိုမင်္ဂလာတုတ်ကိုအမွန်းတင်တာပေါ့လေအမွန်းလို့ခေါ်တယ်သူကနော်ပြီးတော့ဒီမင်္ဂလာတုတ်ကလေးဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတာလေးကိုလည်းနည်းနည်းလေးသူကပြောလိုက်သေးတယ်။ယံမင်္ဂလံတော်ရတ္တဤစိန်လေးသုတ္တရေဝကသုဒ္ဓနာနာတိကိသံတိအထဒိန်တင်သမင်္ဂလံဒေတိတံဒေဝဒေဝိနာသဗ္ဗပပဝိနာသနံသဗ္ဗလောကဟိတထာယမင်္ဂလံတပနာမဟိဒါလေးရရနော် ိဗေကဘာလို့ဆိုတော့ယံမင်္ဂလံဒေါရတဟိစိန်နေရင်တုတာတွေဝကာနော်နတ်နဲ့တကွာတော့လူတွေဟာတဲ့နော်ယံမင်္ဂလံဒေါရတဟိဒီမင်္ဂလာတရားကိုဒေါရတဟိ12နှစ်တော့ကာလပတ်လို့စိန်နေရင်သူကြံစီခဲ့ကြတယ်တဲ့နော်ကြံစီပေမဲ့လို့ဒီ38ပြမင်္ဂလာတရားအမှန်ကိုသူတို့မသိဘူးလူတွေကထင်ရမြင်ရပြောကြတာမင်္ဂလာနဲ့ပတ်သက်ပြီးတော့ တချို့ကအမြင်ကောင်းလေးမြင်ရရင်ကိုမြင်နေတာလေးမြင်လဲရရင်မနဲ့လင်းလာလို့အိယာထလာလို့ကောင်းမြတ်တဲ့အစင်းလေးမြင်လဲရတယ်ဆိုရင်ဒါမင်္ဂလာလို့ပြောတယ်တချို့ကကောင်းတာတွေကြားလိုက်ဟဲ့မင်္ဂလာရှိလိုက်တာလို့ပြောတယ်တချို့ငှက်ကလေးတွေကတချို့ငှက်ကလေးတွေရဲ့အတန်ကြာဟဲ့မင်္ဂလာရှိတယ်ကြီးတာတယ်ဆိုရင်ပေကောင်းရောက်လိမ့်မယ်အစာကြီးသဖြင့်ပြောကြတာမရှိဘူးလားရှိတယ်တချို့ကြတော့လည်းပဲအနံကောင်းကိုရှူရှက်ရတာအစားကောင်းကိုစားရတာအတွေ့ကောင်းကိုတွေ့ရတာဆိုတဲ့ဒီဦးဇင်းတို့မုတ္တခေါ်တာပေါ့လေ နော်တွေ့ ठी ပြမှာတိတဲ့အာယုံနဲ့ပတ်သက်ပြီးတော့မင်္ဂလာလို့ပြောကြတယ်မင်္ဂလာကအဲ့လိုလောကီအကျဉ်းသားအဖြစ်မင်္ဂလာက၃မျိုးသူတို့ကွဲပြားကြတယ်ပေါ့အမြင့်ကောင်းလေးကမင်္ဂလာမဟုတ်ဘူးအကြာကောင်းလေးကမင်္ဂလာမဟုတ်ဘူးနိုင်ရလို့စားရလို့ထိရလို့ဆိုတဲ့အတွေ့ကောင်းကလေးကမင်္ဂလာဆိုပြီးတော့မင်္ဂလာကို၃မျိုးလောက်ညင်းခုံရတယ်ပေါ့အဲ့လိုမင်္ဂလာပြဿနာကလူတွေကသာမသိတာနတ်ကြီးထီအောင်ရောက်တယ်လို့ဆိုတယ် နော်အဲ့ဒီမှာနတ်တွေကလည်းပဲဘာမင်္ဂလာဘယ်ဥစ္စာကမင်္ဂလာမဟုတ်ဘူးဒီဟာကမှမင်္ဂလာအစိုက်စီးပြင်းညင်းညာပေါ့နောက်ဆုံးဘလို့မှအဖြေကမရဘူးအဲ့ဒါ7နှစ်တာကြာသွားတဲ့အဖြေမရဘူးအဲ့ဒါနဲ့နောက်တော့ကြာမင်းကဒီမင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့အလုံးစုံကိုသိတော်မူတဲ့သဗ္ဗညုတ္တမြတ်စွာဘုရားရှင်ကိုမင်းမြန်းဖို့နတ်သားတစ်ပါးကိုလျှောက်ထားဖို့မြတ်စွာဘုရားကိုလျှောက်ထားဖို့ခိုင်းနေပေါ့အဲ့ဒီမှာသူလည်းပါပါလေဒီပေးသက်ထဲမှာ အဲ့ဒီမှာနတ်သားတစ်ပါးကမြတ်စွာဘုရားကိုမင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့ဟောကြားကိုလျှောက်တယ်။နော်အဲ့ဒါမလျှောက်သေးခင်မှာယခုနကဂါထာလေးနှစ်ပုဒ်ကအမွန်းနော်။ပြီးတော့ပါလာတော့ဧဝံမေတုတံဧကံသမယံဘဂဝါတဝိတိယံဝိရတိပြည်တယ်မို့လား။စေတဝနေအန္တာဒပိနိကတအာရမေအထာကောအညတရာဒေဝတာအဘိကန္တာရတတိယအဘိကန္နဝနံကေဝလကပ္ပစေတဝနာဩဘာတိတဝါ ယေနဘဂဝတိနုပတင်္ဂမိဥပတင်္ဂမိတဝဘဂဝန္တံပိဝတ္တဝဧကမန္တံအထံတိဧကမန္တံတိတာခောတာရိဝတ္တဘဂဝန္တံဂါထာယဣဇဘံတိအဲ့ဒါကဘာတုံးဆိုတော့ရှင်အနန္ဒာကရှင်မကသပကုရုံမြတ်ကြီးကိုသံဃာယနာတင်တုံးကဒါပြောပြခဲ့တာဒီစကားကဣဝိမိတုတ္တဧကန္တမြန်နဲ့အရှင်ဘုရားတဲ့တစ်ချိန်လုံးကဖြစ်ခဲ့တာလေးသူမှတ်သားဘူးတာလေးကိုပြောပြမယ်ဆိုပြီးတော့ဒါပြောပြတာ ။နောက်မြတ်စွာဘုရားတာဝိတိပြည်မွန်ဇေတုံအကြောင်းလိုက်တော်မှာသတင်းသုံးတော့ဟောအညတရဒေဝတာမရှင်းမတင်ရှားတဲ့နတ်သားတစ်ပါးကနော်ဇေတဝန်အကြောင်းလိုက်တော်တဲ့ရောက်လာပြီးတော့တရားလုံးကိုအယောင်ဝါးတွေထွန်းလင်းတောက်ပအောင်ပြုတ်ပြီးတော့နော်အဘိကန္တာယရတ္တိယနော်ညာဤတစ်ခုလုံးကိုနော်အယောင်တွေထွန်းသွားအောင်သူလုပ်တယ်ပေါ့ဟုတ်လားပြီးတော့ပါတော့ရေနဘဂဝါမြတ်စွာဘုရားရှိတဲ့နေရာကိုဥပဒေကမီချင်းကတ်တယ်ဥပဒေငွေတာချင်းကတ်ပြီးတော့မြတ်စွာဘုရားကိုသူ အလွန်ယူယူသေးသေးရှ िख ိုးတယ်ရှ िख ိုးပြီးတော့မြတ်စွာဘုရားကသူမေးတယ်ပေါ့ဒါကိုပြောတာပါဒီစကားလေးကနော်ဒါကရှင်အနန္ဒာကပြောတဲ့စကားနော်ဒီစကားကဟုတ်လားအဲ့ဒီပြီးတော့မှဘေဂါထာလေးလာတယ်ဘဟုရေဝါဆိုရတယ်မို့လားဘဟုရေဝါမနုဿသမင်္ဂလာနေအစဉ်တယုံအာကင်ခမနာတုဋ္ဌာနံပြုဟိမင်္ဂလာမုဒ္ဓမဟောဒီဂါထာလေးအဲ့ဒီဂါထာကမြတ်စွာဘုရားဟောတဲ့ဂါထာမဟုတ် နတ်သားကမြတ်စွာဘုရားကိုမင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့ဟောကြားဖို့လျှောက်ထားတဲ့ဂါထာဟုတ်ရလားဘဟုဒေဝမနုဿာသမင်္ဂလာတိအာစင်တယောမြတ်စွာဘုရားတဲ့ညာလာစွာသောဘဟုဒေဝမနုဿာသတဲ့နော်နတ်တွေပြမာတွေလူတွေအများကြီးတဲ့မင်္ဂလာတရားကိုကျန်စီကြတယ်တဲ့ဘဟုဒေဝမနုဿာသမင်္ဂလာတိအာစင်တယော အာကင်ခမာနာတုဌာဏံပြုဟိမင်္ဂလမုဒ္ဓမအဲ့ဒီနတ်တွေလူတွေတကယ်လူချင်းတောင်းတနေတဲ့မင်္ဂလာအစစ်အမှန်တရားကိုဆန္ဒဒုက္ခကိုဖြစ်စေနိုင်တဲ့နော်မကောင်းကျိုးတွေကိုဖယ်ရှားဖြစ်နိုင်တဲ့ဒီမင်္ဂလာတရားကိုမြတ်စွာဘုရားဟောကြားတော်မူပါပြုဟိမင်္ဂလမုဒ္ဓမဥဒ္ဓမမြတ်လာစွာသောမင်္ဂလာမင်္ဂလာတရားတော်ကိုပြုဟိဟောကြားတော်မူပါဒါပဲနော်ဒီကထာလေးရဲ့အဓိပ္ပာယ်ကအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့ အကျဉ်းမြင့်လေးပေါ်လေဦးဇင်ကဒါကိုတော့အပြေးလွှားလေးပြောပါတယ်မင်္ဂလာတရားရဲ့ဖြစ်ပေါ်လာခြင်းရဲ့ဏိဒံပေါ့ဟုတ်ရလားလူသားတွေနတ်တွေ၁၂နှစ်ကြာကာလကြာအောင် မင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့ကျန်စီစဉ်းစားခဲ့ပြီမလို့အပြေးမှမရတဲ့အတွေ့အကြုံသူတို့ရဲ့ခြင်းညာမြင်ညာမင်္ဂလာတွေကအနှစ်အသားမပါတော့ငင်းခုန်နေကြတယ်တယောက်ရဲ့မင်္ဂလာကိုတယောက်ကလက်မခံဘူးအဲ့ဒါနဲ့မြတ်စွာဘုရားအကောင်းမြတ်ဆုံးမင်္ဂလာကိုမြတ်စွာဘုရား